ကျွန်တော်တို့ကြီးစုတော်ချီးမွမ်းတဲ့ခါမှာတဲ့ဖယားသခင်ကဘာကြီးစုထပ်ပေးတယ်လဲဆိုတော့ယန်သူနဲ့တင်းမြက်ချင်းကြီးစုဗါတယ်လေဗါတယ်လေယန်သူနဲ့တင်းမြက်ချင်းကြီးစုအဲ့လိုပြောလိုက်လို့သူချို့မေးကောင်းမေးမယ်ဆရာကြီးကျွန်တော်တို့ခရိယံမှာယန်သူရောရှိသေးလို့လားကိုသူများကိုမုံလို့မရဘူးမဟုတ်လား မန်မာတွေချစ်တော်ညီကိုမောင်မတို့ခရီးရန်တွေကသူများကိုမုန်းလို့မရဘူးစိတ်ထဲမှာအညိုးထားလို့မရဘူးတနည်းအားဖြင့်ဂလဲ့စားချေတယ်ဆိုတော့အဲ့လိုမျိုးရန်ညိုးဖွဲ့လို့လုံးဝလုံးဝလုံးဝမရဘူးခရီးရန်တွေကဘာကြောင့်လဲဆိုတော့ခရီးရန်ကဖယားသခင်ကိုနိုင်ကျွန်တော်တို့ကိုးကွယ်တဲ့ဖယားသခင်ကိုနိုင်ကချစ်ချင်းမေတ္တာဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့အသက်တာထဲမှာလည်းအဲ့ဒီချစ်ချင်းမေတ္တာတရားရှိရတယ်ကျွန်တော်တို့ရန်သူတော်ကျွန်တော်တို့ချစ်ရတယ် ဒါပေမဲ့ခရီးယန်တွေမှာယန်သူရှိတယ်ဆိုတဲ့အသေးပဲကဘာကိုပုံဆောင်တယ်လဲဆိုတော့တခါတလေကျွန်တော်တို့ကလူတွေကိုချစ်ပေမဲ့လူတွေကကျွန်တော်တို့ကိုမုန်းတယ်လေဟုတ်တယ်နော်ကျွန်တော်တို့ကသူတို့ကိုချစ်ပေမဲ့သူတို့ကကျွန်တော်တို့ကိုမုန်းတာတွေရှိတယ်ကြုံဘူးလားမသိဘူးအမျိုးကျွန်တော်လည်းကြုံဘူးတယ်ညီကိုမောင်မတွေလည်းကြုံဘူးမယ်လို့ကျွန်တော်ယုံကြည်တယ်ဘယ်လိုမျိုးလဲဆိုတော့ကိုကသူများကိုချစ်ရတာနဲ့အဲ့ဒီလူတွေကကိုကိုမုန်းတယ်ကိုကိုအကောင်းမမြင်ဘူးကိုကိုဘာဖြစ်လဲမကြိုက်ဘူး ကိုကိုလိုင်းတို့ကမျက်ဆောင်ထိုးတယ်ကိုလိုင်းကိုဂျိုကြည့်ကြည့်တယ်ကိုလိုင်းကိုဘာဖြစ်လဲအကောင်လုံးဝလုံးဝမမြင်ဘူးအဲ့လိုမျိုးလူတွေကျွန်တော်တို့အသက်တာထဲမှာအ ਨੇ နဲ့အများရှိကိုရှိတယ်ဟုတ်တယ်နော်ရှိကိုရှိတယ်အဲ့ဒါပဲအဲ့ဒါပဲနားလည်ပြီလားမသိဘူးဖယားသခင်ရဲ့ကြီးစုတော်ကိုချီးမွမ်းတတ်တဲ့သူတယောက်ဟာတဲ့အဲ့လိုကိုကိုမုန်းတဲ့သူတွေတော်မှာကိုကိုချစ်လာအောင်ဖယားသခင်ကကောင်းကြီးအဖြစ်ဖတ်ဆင့်ကြီးစုတော်ပေးတယ်တဲ့ဟာလေလုယာ ကိုကိုနဂိုတွေကမုန်းနေတဲ့သူကိုအကောင်းမမြင်တဲ့သူအဲ့ဒီလူတွေကိုတဲ့ဖရာသခင်ကပါဖြစ်လေကိုကိုအကောင်းမြင်လာအောင်သူတို့စိတ်ကိုပြောင်းလဲပေးနိုင်တယ်တဲ့အဲ့ဒါကျွန်တော်တို့အပေါ်မှာဖရာပြုတဲ့ကောင်းကြီးပဲဖက်ဆင်း၍ဂျေဇူးတော်ဆိုတာအဲ့ဒါပဲကျွန်တော်တို့ကဖရာရဲ့ဂျေဇူးတော်ကိုတည်ပြီးတော့ဖရာရဲ့ဂျေဇူးတော်ကိုချီးမွမ်းတဲ့အခါမှာတဲ့ဖရာသခင်ရဲ့အဲ့ဒီဖက်ဆင်း၍ဂျေဇူးကဘယ်လိုတခုတက်ရောက်လာမလဲဆိုတော့ကျွန်တော်တို့မုန်းတဲ့သူတွေတော်မှာကျွန်တော်တို့ကိုချစ်ချစ်လာတယ်โอเค ချစ်လာတယ်ဆိုတော့ခင်မင်လာတာချင်းကိုပြောတာကျွန်တော်တို့အကောင်းမြင်လာတယ်โอเคနှစ်ကိုယ်တွေကကျွန်တော်တို့မုန်းနေတဲ့သူကျွန်တော်တို့ကြည်မရတဲ့သူတွေကကျွန်တော်တို့ကြည်ရကောင်းလာတယ်ကျွန်တော်တို့ပြုံးပြလာတယ်ကျွန်တော်တို့ဘာဖြစ်လဲအမြင်ကောင်းလာတယ်အဲ့ဒီဂျေဇူးတော်ကဘုသူစီမှာတက်ရောက်လာလဲဆိုတော့ဂျေဇူးတော်ချီးမွမ်းတက်တဲ့သူတွေခရိယန်ယုံကြည်သူတွေအပေါ်မှာတက်ရောက်လာတယ်တဲ့ကျမ်းချက်လေးဖတ်ပြမယ်နော်ဒီနေရာမှာကျမ်းချက်နှစ်ချက်လောက်ဖတ်ချင်တယ်69ခုမြောက်တော့စာလံအပိုင်ငယ်30ကနေ31 ထပ်ပြောမယ်နော်69ခုမြောက်တော့စာလံပိုက်ငယ်30ကနေ31ငါဒီဖယားသခင်နာမတော်ကို ထောမနာတခြင်းဆိုမိဂျေဇုတော်ကိုပြ၍ဖယားသခင်ကိုချီးမွမ်းမိသာရဖျားဒီဂျိုနဲ့၎င်း ဂျိုနဲ့၎င်းခွာနဲ့၎င်းပြည်စုံတော့နွားလားကိုနစ်တက်တီထက်ထိုအကျင့်ကိုတာ၍နစ်တက်တော်မူလိမ့်မည်တဲ့ချစ်တော်ညီကိုမောင်မတို့ဒီဆာလံ69ခုမြောက်တော့ဆာလံပိုက်ငယ်30 31ကအဓိကဘာပြောချင်လဲဆိုတော့ဂျေဇုတော်ချီးမွမ်းတဲ့အဲ့ဒီအကျင့်ဟာတဲ့ဖယားသခင်နစ်တက်တဲ့အကျင့်ဖြစ်တယ်ရှေ့မှာလဲကျွန်တော်အများကြီးဝင်ကားပြပြီနော်တော့ဖယားသခင်နစ်တက်တဲ့အကျင့်ဟာဂျေဇုတော်ချီးမွမ်းခြင်းဖြစ်တယ်ဒါဆိုရင်တုတ်တန်ခန်းကြီး16ခွန်ကိုကြည့်အောင်အဲ့မှာအဖြေကအဲ့မှာရှိတယ်။ဖတ်ပြောမယ်နော် တုတ်တန်ကျန်းခန်းကြီး16ငွေခုနှစ်မှာကျွန်တော်ဖတ်ပြမယ်နော်လူကျင့်သောအကျင့်တို့ကိုထာဝရဘုရားသည်နှစ်သက်သောအခါတဲ့ထိုသူဤရန်သူကိုပင်သူနှင့်တင့်တင့်စေတော်မူမည်တဲ့တွေ့လားတွေ့လားနားထောင်မိပြီလားဖတ်ဖတ်ပြမယ်နော်ဖတ်တစ်ခါဖတ်ပြမယ်နော်တုတ်တန်ကျန်းခန်းကြီး16ငယ်ခွန်လူကျင့်သောအကျင့်တို့ကိုထာဝရဘုရားသည်နှစ်သက်သောအခါထိုသူဤရန်သူကိုပင်သူနှင့်တင့်တင့်စေတော်မူမည်တဲ့ ဟာလေလုယာအခုနကျွန်တော်တို့ဖတ်သွားတဲ့ကျမ်းချက်ပထမတကျမ်းကဂျေဇုတော် ချီးမွမ်းခြင်းဟာဖယားသခင်နှစ်သက်တဲ့အကျင့်ဖြစ်တယ်လို့ပြောတယ်အခုတုတ်တန်16 16ခွန်မှာဘယ်လိုပြောလဲဆိုရင်အဲ့ဒီကျွန်တော်တို့ကအဲ့ဖယားသခင်ရဲ့နှစ်သက်တဲ့အကျင့်ကိုကျင့်တဲ့အခါမှာအဲ့ဖယားသခင်ကကျွန်တော်တို့ကိုဘယ်လိုဂျေဇုပြုလဲဆိုတော့ကျွန်တော်တို့ကိုမုန်းနေတဲ့အဲ့ဒီယံသူတွေတော်မှကျွန်တော်တို့နဲ့တင့်မြတ်စေတယ်တဲ့ဟာလေလုယာတွေ့ပြီလားတွေ့ပြီလားနားလည်ပြီလားဂျေဇုတော်ချီးမွမ်းတော်သူတယောက် ရတဲ့ထက်ဆင့်ဂျေဇူးတော်ကဘာလဲဆိုတော့ကျွန်တော်တို့ကိုမုန်းနေတဲ့သူကျွန်တော်တို့မကောင်းကျင်နေတဲ့သူကျွန်တော်တို့ကိုအမြင်မတော်တဲ့သူအကောင်းမမြင်တဲ့သူအကုန်လုံးကကျွန်တော်တို့ကိုအနေရင်းထိုင်ရင်းနဲ့တင့်မြက်လာတယ်ကျွန်တော်တို့အကောင်းမြင်လာတယ်ကျွန်တော်တို့ကိုဖြစ်လေခင်မင်လာတယ်တွေ့တာလာတယ်ဟာလေလုယာဒါကဒီကနေ့အဓိကပြောချင်တဲ့အချက်နှစ်ပဲထက်ဆင့်ဂျေဇူးတော်ဆိုတာအဲ့ဒါပဲကျွန်တော်တို့ကတင့်မြက်ပြီးသားပဲလေဒါပေမဲ့တချို့လူတွေကကျွန်တော်တို့မတင့်မြက်နိုင်ဘူးအဲ့ဒီခါမှာတဲ့ကျွန်တော်တို့ဂျေဇူးတော်ချီးမွမ်းကြည့်ပါတဲ့ ကျွန်တော်တို့ကိုမသိမြက်နိုင်တဲ့သူတွေကကျွန်တော်တို့ကိုလာသိမြက်မယ်ပဲအော်တိုမက်တစ်ပဲเนาะကျွန်တော်တို့ကိုလာသိမြက်မယ်ကျွန်တော်တို့တွားမှဘာမှရှင်းပြစရာမလိုသူတို့ဘာမှတွားမှအဲ့လောက်ထိပေးဆက်စရာမလိုဘူးဖယားသခင်နဲ့တွားလာတဲ့သူကကိုရင်သူတော်မှရန်သူတော့မှကို့ပါပြလေလာတင့်မြတ်တာကို့အကောင်းမြင်တာကို့မကောင်းကျန်တာတွေလုံနေတဲ့ဟာတွေအကုန်ရက်တန့်သွားလိမ့်မယ်ဟာလေလုယာဒါကဂျေဇုတော်ချီးမွမ်းတဲ့သူတယောက်ရဲ့အတ္တမှာခံစားရတဲ့ဖက်ဆင့်ဂျေဇုတော်ဒုတိယတစ်မျိုးပဲ ဒါပေမဲ့ခုနကျွန်တော်ဖတ်သွားတဲ့ကျင်းချက်ထဲမှာနည်းနည်းလေးရှင်းပြစရာတခုရှိတယ်အဲ့ဒါကပါလဲဆိုတော့69ခုမြောက်တော့ဆန်လန်ပိုက်ငယ်37မှာသောရဖျားဒီဂျိုနစ်၎င်းခွာနစ်၎င်းပြည့်ပြည့်စုံတော့နွာလားကိုနစ်တက်ဒီထက်ထိုအကျင့်ကိုတာ၍နစ်တက်တော်မူ၏ဒါကိုတချို့ကပြောကောင်းပြောမယ်ဆရာကြီးဒါဆိုလို့ရှိရင်ကျွန်တော်တို့ဂျေဇုတော်ချီးမွမ်းတဲ့အဲ့ဒီဝတ္ထုပစ္စည်းလူဖွဲတွေလူဆရာမလို့တော့ပြောတာလားအဲ့ဒါအဲ့လိုအဲ့လိုနားလည်လို့မရပါဘူးဒီနေရာမှာအဓိကပြောချင်တာကတချို့တချို့တော့ခရစ်ယာန်တွေ တချို့တချို့တော့ခရိယန်တွေဖယားသခင်ကိုကျေးဇူးတော်ချီးမွမ်းပါတယ်ဆိုပြီးတော့မှလူဖွယ်ဝှထုပျက်စီးတွေက အများကြီးလူပြီးတော့မှသူကိုယ်တိုင်ကလမ်းလွဲနေတယ်ဖယားစကားနားမထောင်ဘဲနဲ့အပြစ်လုပ်နေတဲ့သူရှိတယ်ဆရာယေမင်းကိုယ်တိုင်အဲ့လိုမျိုးယုံကြည်သူတွေတွေ့ဘူးတယ်နော်ဖယားအမှုတော်ဆောင်တွေကိုအများကြီးပေးလူတဲ့သူတယောက်အမှုတော်ဆောင်ကိုပေးလူဒီရမှာကအသင်းတော်မှာလည်းအများကြီးပေးလူတဲ့သူတယောက်ဒါပေမဲ့သူကိုယ်တိုင်က အပြစ်လုပ်နေတဲ့သူ သူကိုယ်တိုင်ကဖျားတရားနဲ့မတော်လာတဲ့သူအဲ့ဒီလူတွေကိုဖျားသခင်ကမနစ်သက်ဘူးဆိုတဲ့အကြောင်းကိုဒီမှာအရေးအယောင်ပြတယ်ကျွန်တော်တို့ရှိမှအများကြီးဝင်ငါဖို့တယ်လေကြီးစုတော်ချီးမွမ်းတယ်ဆိုတဲ့အခါမှာဗဇက်နဲ့ပဲကြီးစုတော်ချီးမွမ်းတယ်လို့ပြောလို့မရဘူးလူဖွဲ့ဝတ္ထုပစ္စည်းနဲ့လက်တွေ့တက်တေလာပြရတယ်လို့ကျွန်တော်တို့ပြောပြီးပြီမဟုတ်ဘူးလားဒါပေမဲ့ဒီနေရာမှာနောက်တစ်ခုကျွန်တော်တို့ကိုတတိပေးနေတာကလူဖွဲ့ပစ္စည်းဘလောက်ပဲလူလူကျွန်တော်တို့လူတဲ့လူကိုယ်တိုင်ကမတန့်ရှင်းဘူးလူတဲ့သူကိုယ်တိုင်ကအပြစ်လုပ်နေသေးတယ် အပေးလိုတဲ့သူကိုယ်တိုင်ကကျွန်တော်တို့အသက်တာထဲမှာပါဖြစ်လေမပြောင်းလဲဘူးနောင်တမရဘူးဖျားစကားနားမထောင်ဘူးဆိုရင်တင်ဘလောက်ပဲလူနိုင်လူနိုင်တင်လူထားတဲ့ဟာဒီအလကားပဲအလကားပဲထပ်တစ်ခါပြောမယ်နော်တင်ဘလောက်ပဲအမှုတော်ဆောင်ကိုပေးလူပေးလူတင်ကိုယ်တိုင်ကအပြစ်လုပ်နေတယ်မပြောင်းလဲဘူးဖျားစကားနားမထောင်ဘူးဆိုရင်တင်ဘလောက်ပဲလူလူအလကားပါပဲအချီးနီးပါပဲချက်တော်ညီကိုမောင်တော် အဓိကကကျွန်တော်တို့ပေးလူရမှာမှန်တယ်ဒါပေမဲ့ကျွန်တော်တို့ပေးလူတဲ့သူကိုယ်တိုင်ကဖရားတရားနဲ့တွာလာဖို့အင်မတန်အရေးကြီးပါတယ်ဆိုလိုချင်တာကလူဖွယ်ဝတ္ထုပစ္စည်းထက်ပါ၍အရေးကြီးတဲ့သူကဘာတူလဲပေးလူတဲ့ကျွန်တော်တို့ကိုယ်တိုင်ကအရေးကြီးတယ်ကိုယ်တိုင်အတ္တတာဘလို့တည်ဆောက်ရမလဲကိုယ်တိုင်အတ္တတာကအပြစ်လုံနေတဲ့အတ္တတာလားကိုယ်တိုင်အတ္တတာကကျွန်တော်တို့ပန့်ရှင်းနေတဲ့အတ္တတာလားအပြစ်ကိုမုန်းနေတဲ့အတ္တတာလားစသဖြင့်ဆင်ခြင်ရမယ်တချို့တချို့လူတွေကအမှုတော်ဆောင်တွေလဲဒီလိုတချို့အမှုတော်ဆောင်တွေရှိတယ် အာဒီညီကွာငါ့ကိုခဏခဏပေးလူလို့သူအပြစ်လုပ်နေတာငါမပြောရဲဘူးတတိမပေးရဲဘူးအတင်းတော်ထဲမှာအဲ့လိုမျိုးအမှုတော်ဆောင်တွေရှိတယ်နော်တခါတလေကျွန်တော်တို့အမျိုးအမှုတော်ဆောင်တွေအားနေတတ်တယ်ဟောအတင်းတော်မှာဘာလူလူသူပဲပေးလူတယ်အတင်းတော်မှာဆောင်းပေါက်လူရင်လည်းသူလူတယ်အတင်းတော်မှာဆိုင်ကယ်လူရင်လည်းသူလူတယ်အတင်းတော်မှာဘာဖြစ်လဲဟိုဟာလူလဲဒါသူလူတာပဲအမှုတော်ဆောင်တွေလည်းခဏခဏဘာဖြစ်လဲလက်ကစ်တွေဟိုဘာလဲပေးလူတာတွေလုပ်တယ် ဒါပေမဲ့သူ့ရဲ့အတ္တတာကဖရိုဖလဲအပြစ်လုံနေတယ်။အပြစ်လုံနေတာကိုလည်းအမှုတော်ဆောင်တွေကမပြောရဲဘူးမထောက်ပြရဲဘူးတတိမပေးရဲဘူးဘာကြောင့်လဲတတိပေးလိုက်တော့ကြောင့်ငေါ့အသိတော်မပေးလူလာမှကြောက်တယ်တတိပေးလိုက်ငေါ့မပေးလူလာမှကြောက်တယ်အမှုတော်ဆောင်တွေအဲ့လိုအားနေတဲ့သူတွေလည်းရှိတယ်ချစ်တော်ညီကို မောင်တို့ကျွန်တော်ပြောမယ်ဖယားသခင်ရဲ့တူတီမှုကြောင့်ခမားတို့အမှုတော်ဆောင်ကိုပေးလူလာလေဟုတ်တယ်နော်ပေးလို့လို့ကျွန်တော်တို့ကအားနာပြီးမှတင်တို့ရဲ့အပြစ်ကိုမထောက်ပြရဲ့ရအောင်ကျွန်တော်တို့ကအဲ့လိုအဲ့လောက်ထိ လူရဲ့မျက်နှာကိုကြည့်တဲ့သူမဟုတ်ပါဘူး။ဒါကြောင့်အမှုတော်ဆောင်တွေလည်းကျွန်တော်ခွန်အားပေးခြင်းနဲ့လူမျက်နှာမကြည့်ပါနဲ့ဖခင်မျက်နှာကြည့်မှပဲအမှုတော်ဆောင်ပါ။ကျွန်တော်တို့ကဘယ်လောက်ပဲပေးလူလဲသူဖြစ်ဖြစ်သူအပြစ်လုပ်နေတယ်ဆိုရင်ထောက်ပြရမယ်ဟုတ်တယ်နော်။ဒါကျန်းချက်ကိုနည်းနည်းလေးရှင်းပြသွားတဲ့ဂျားခန်စကားလေးပေါ့နော်။ကျန်းချက်ကိုရှင်းပြသွားတာဖြစ်တယ်။ပေကျင်းချက်ကိုရှင်းပြသွားတာလဲဆိုတော့ထောက်ရဖျားတီဂျိုနဲ့၎င်းခွာနဲ့၎င်းပြည်စုံတော့နွားလားကိုနစ်သက်တီထက်ဂျေဇုတော်ချီမန်ချင်းအချင်းကိုနစ်သက်တယ်ဆိုတဲ့အကြောင်းကိုရှင်းပြသွားတယ် ဆိုလိုချင်တာကလူဖွယ်ဝုထုပစ္စည်းထက်ဘုရားသခင်ကဘုသူ့ပို့ကြည့်လဲဆိုတော့သင်ရဲ့စိတ်နှလုံးကိုကြည့်တဲ့ဖရားဖြစ်တယ်။ Okay ဒီလိုပြောလိုက်လို့လူစရာမလိုတော့ဘူးစိတ်နှလုံးထဲကနေပဲချီးမွမ်းရပြီလို့ဆိုလိုတာမဟုတ်ပါဘူးလူဖွယ်ပစ္စည်းကကျွန်တော်တို့ဂျေဇုတော်ချီးမွမ်းခြင်းစိတ်အရင်ရှိတယ်ဆိုတော့တက်တေအထောက်ထားပဲဖြစ်တယ်ဆိုတော့အကြောင်းကိုကျွန်တော်ဖော်ပြချင်တာဖြစ်ပါတယ် အဓိကတော့ဒီနှစ်ပတ်နှစ်တစ်ချက်မှာအဓိကဖော်ပြချင်တာကကျွန်တော်တို့ကျေးဇူးတော်ချီးမွမ်းတဲ့အခါမှာဖတ်ဆင်ကျေးဇူးတော်ကျွန်တော်တို့ပုံမှာတက်ရောက်လာတယ်အဲ့ဒါကတော့ကျွန်တော်တို့မုံနဲ့ကျွန်တော်တို့ရဲ့ယံသူတော်မှာကျွန်တော်တို့ ਨੇ တင့်မြတ်လာတယ်ဆိုတဲ့အကြောင်းကိုအလင်းပေးချင်တာဖြစ်ပါတယ်နှိကုံချုပ်ရအောင်နော်ဟုတ်ပြီဒီကနေ့ပြောသွားတဲ့ခေါင်းစဉ်ကကျွန်တော်ကျေးဇူးတော်ချီးမွမ်းတဲ့သူတယောက်တက်တာမှာတဲ့ကျွန်တော်တို့မုံနေတဲ့ကျွန်တော်တို့ယံသူတွေတော်မှာကျွန်တော်တို့ကိုလာတင့်မြတ်စေတယ်လာတင့်မြတ်တယ်ဟာလေလုယား ဆိုတော့နားမလဲတာရှိလို့ရှိရင်ဆရာတို့အကောက်ကိုအပ်ပြီးမှမေးမြန်းလို့ရတယ်။စုတောင်းခံဆရာရှိတယ်ဆိုလို့ရှိရင်လည်းဆရာအကောက်ကိုအပ်ပြီးမှစုတောင်းခံလို့ရတယ်ဆိုတဲ့အကြောင်းပြောကြရင်းနဲ့ဒီကနေ့နှုတ်နှုတ်ကပတ်တော်ကိုတော့ဒီမှာပဲရက်နာခွင့်ပြုပါ။နားစင်သွားတဲ့ယုံကြည်သူညီကိုမောင်မအယောက်ချင်းအယောက်ချင်းစီတန်းကိုဖရာသခင်တာ၍တာ၍ကောင်းချီးပေးပါစေတော့။အာမင်။